亲爱的，现在嘛不是我有哈，哦 <noise>，年纪数么子有你干的嘞。 ာနေ့လည်ခဲ့မှာရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နေ့လည်နှစ်နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးနေပါတယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုရှုစားရမှာပါရှင်စကိုင်းတိုင်းဒဇယ်မြို့နယ်အရှိမြောက်ချမ်းအားမူးတင်ရွာကပြူစောတီစခန်းကိုနိုဝင်ဘာလ28ရက်နေ့ဒီကနေ့မနက်ကပြည်သူ့ကာကွယ်ရေးတပ်တွေကပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေသိရပါဗျာ မနေ့ကည7:00နာရီခွဲကနေစပြီးအဲ့ဒီရွာကိုချင်းကပ်ခဲ့ပြီးစခန်းကိုတော့ဒီမနေ့7:00နာရီမှာအပြည့်အဝသိမ်းနိုင်တယ်လို့ဒဇယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တယောက်ကပြောပါရယ်တိုက်ပွဲကနေရရှိလာတဲ့လက်နက်တွေနဲ့နှစ်ဖက်ထိခိုက်သေးဆုံးစီးရင်ကိုတော့အတီးပြုတ်လို့မရသေးဘူးလို့သိရပါဗျ။စကမ်းသိန်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့မူးတိမ်ပြူရွာဟာစစ်တပ်ထောက်ခံတဲ့ကျေးရွာဖြစ်ပြီးစစ်တပ်ကလက်နက်တပ်ဆင်ပေးထားတာဖြစ်ပါတယ်။တိုက်ပွဲဖြစ်နေတဲ့လေရင်နဲ့စစ်တပ်ဘက်ကနေပစ်ကူပေးတာကြီးလည်းလှုံ့ဆော်ခဲ့တယ်လို့ မူးတိန်ရွာအနီးနားကဒေသခံတယောက်ကပြောပါရယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲကိုဒဇယ်မျိုးနဲ့ပေါ်ဦးစစ်ကြောင်းကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီစစ်ကြောင်းမှာဒဇယ်ပကဖာ၊ရွှေဘိုခရိုင်တယင်း၄၊တယင်း၆၊တယင်း၇၊တယင်း၁၀၊တယင်း၂၅တို့ပါဝင်တယ်လို့သိရပါပါတယ်ရှင်။ဘယ်လာရုစ်နိုင်ငံသမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာမြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ ဥရောပရဲ့နောက်ဆုံးအာဏာရှင်ရဲ့မြမပြီခီးစဉ်ကဘလို့သဘောဆောင်ပါလဲဒီအကြောင်းအနေပတ်သက်ပြီးတော့စိုးသူအောင်ကသတင်းပေးပို့ထားပါရှင်ဥရောပကကွန်နီပိတ်အာနာရှင်နိုင်ငံလို့တင်စားကြတဲ့ဘယ်လာရုစ်နိုင်ငံရဲ့တမ်ရာအလက်ဇန္ဒားလူကာရှန်ကိုဟာမြန်မာစစ်တပ်ရဲ့ဖိတ်ကြားချက်အရနေပြည်တော်ကိုနိုဝင်ဘာ28ရက်ညပိုင်းမှာရောက်ရှိလာပါတယ်။ဒါဟာ2021ခုနှစ်အစိုးရအသိအနာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံကို နိုင်ငံတော်အဆင့်ခေါင်းဆောင်ပိုင်းလာရောက်တာဒုတိယအကြိမ်ဖြစ်ပြီး2022ခုနှစ်တုန်းကတော့ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်လာရောက်ခဲ့ဘူးပါတယ်။လူကာရှန်ကိုရဲ့အခုခီးစဉ်မှာစီးပွားရေးဆိုင်ရာပူပေါင်းရေးစာချုပ်တွေချုပ်ဆိုဖို့ရှိတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေကပြောသလိုစစ်လက်နက်ပစ္စည်းဝယ်ယူရေးကိစ္စအပြင်နိုင်ငံရေးအရာတရားဝင်မှုရရှိရေးအဓိကရည်ရွယ်တာလို့လေးလာသူတွေကလည်းသုံးသပ်ကြပါတယ်။နိုင်ငံရေးလေးလာသုံးသပ်သူဦးအောင်သူငင်းကတော့ ဒီခီးစဉ်ဟာနှစ်ဦးနှစ်ဖက်အကျိုးစီးပွားကိုရှာဖွေတာဖြစ်တဲ့အကြောင်းသူတော်ချင်းသတင်းလွတ်လွတ်ဆိုတဲ့မြန်မာစကားပုံနဲ့ဥပမာပေးပြောပါရစေ။သူတော်ချင်းသတင်းလွတ်လွတ်ဆိုတဲ့ပုံစံပူဆက်ပါလေ။နော်အဲ့တော့မြန်မာနိုင်ငံဘက်ကကျတော့ကျွန်တော်ထင်တာလိုချင်တာပါလေ။ဒီသူတို့သဘောတူညီချက်တွေလည်းရှိပါရဲ့။ဘယ်လိုလုပ်ဆက်နေပြီးတော့ကျွန်တော်တို့လိုချင်တာကစိုက်ပျိုးရေးပစ္စည်းနည်းပညာစီဝါပစ္စည်းတွေလိုချင်တယ်။နော်ဒါတွေရှိပါရဲ့။နောက်တစ်ခါကျတော့ဒီကရုရှားနဲ့ဒီ လက်နဲ့ဆက်နဲ့တူညီတာပေါ့ဗျာအဲ့ဒါကြတော့မြန်မာပြည်မှာရှိတဲ့လီရင်လေးကျွန်တော်တို့ရဟရင်လေးစစ်ပစ္စည်းတွေအဲ့ဒါတွေရဲ့ spare parts တွေဟာဒီဘယ်လာရုစ်ကနေရောဈေးပေါ်နဲ့ရနိုင်တယ်ပေါ့နော်ဆိုဒီချက်တွေကျူကျင်တယ်လို့ယူဆပါတယ်လူကရှန်ကိုအတွက်ပရမအုပ်ဆုံးမြန်မာခီးစဉ်ဖြစ်ပေမဲ့မြန်မာစစ်ကောင်းဆောင်ကတော့2025ခုနှစ်မတ်လနဲ့ဇွန်လတွေမှာဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်သွားရောက်ခဲ့ပူပါတယ် အဲ့ဒီခီးစဉ်နဲ့စစ်ကောင်းဆောင်ကဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာခဲ့ဘူးတာကြောင့်ဘယ်လာရုစ်ကမြန်မာစစ်တပ်ရွေးကောက်ပွဲစီကိုစောင့်ကြည့်လေးလာသူတွေစစ်လွတ်နိုင်ခြင်းရှိတဲ့အကြောင်းဥအောင်သူငင်းကသုံးသပ်ပါတယ်ဘယ်လာရုစ်ကမြန်မာစစ်တပ်အတွက်အရေးပါတဲ့စစ်လက်နက်ရောင်းချသူနဲ့လေ့ကျင့်သင်ကြားသူနိုင်ငံဖြစ်တဲ့အပြင်ကုလသမဂ္ဂမှလည်းနိုင်ငံအရေးထောက်ခံမှုပေးတဲ့နိုင်ငံဖြစ်တဲ့အကြောင်း Justice for Myanmar ပြောခွင့်ရသူမရတနာမောင်ကပြောပါတယ် သူ့ရဲ့စာနဲ့ဖြေကြားချက်ကို DVB သတင်းတောက်ကအတန်အစားတို့ဖတ်ပြထားပါတယ်။အခုခီးစင်ကလည်းအဲ့ဒီဆက်ဆံရေးတွေကိုပုံမှန်ခိုင်မာစီမှာဖြစ်ပြီးတော့ဒီခီးစင်အတွင်းအခွန်နဲ့အကောက်ခွန်ဆိုင်ရာသဘောတူညီချက်တွေကနေခရိုနီတွေကိုစီးပွားရေးလုပ်ငန်းတွေပုံမှန်ဆက်နွယ်လှုပ်ဆောင်လာစေဖို့သွေးဆောင်နိုင်မဲ့အစီအစဉ်တွေလည်းပါဝင်ပါတယ်။လူကရှန်ကိုအစိုးရကမြမပြည်သူတွေညှင်းပယ်ထားတဲ့စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပံ့ပိုးကူညီဖို့ ။စောင့်ကြည့်လေ့လာသူတွေကိုလည်းဆေးလွတ်သွားလိမ့်မယ်လို့မှန်းဆရပါတယ်။အဲ့ဒီဆက်ဆံရေးကြောင့်ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုကြော်ခွရှောင်တိန်နေနိုင်ပြီးနိုင်ငံတကာဥပဒေကို ထိခိုက်စေပါတယ်။အစိုးရတွေအနေနဲ့နောက်ထပ်ပြစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့တုံ့ပြန်ရမှာဖြစ်ပြီးစေအောင်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ဆန့်ကျင်ရမှာဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေတဲ့ဘယ်လာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာ နိုဝင်ဘာ25ရက်နေ့မှာမြန်မာနဲ့ဘယ်လားရုစ်နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့တဘောတူထားတဲ့စာချုပ်မူကြမ်း၃ခုကိုလက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။အဲဒီ၃ခုကတော့ဗီဇာကင်းလွခွင့်ဆိုင်ရာတဘောတူစာချုပ်မူကြမ်းအကောက်ခွန်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးတဘောတူစာချုပ်မူကြမ်းနဲ့နှစ်နိုင်ငံအကြားအခွန်နှစ်ထပ်ကြေညာမှုကနေရှောင်ရှားရေးတဘောတူစာချုပ်မူကြမ်းတို့ဖြစ်တဲ့အကြောင်းဘယ်လားရုစ်သမ္မတရုံးကထုတ်ပြန်ထားပါတယ်။ဘယ်လားရုစ်သမ္မတလူကာရှန်ကိုဟာ နိုဝင်ဘာ26ရက်နေ့မှာကာဇက်စတန်နိုင်ငံကို အလုတ်သဘောခီစတင်သွားရောက်မှာဖြစ်ပြီးတော့အဲ့ဒီနောက်မှာမှ အရှိတောင်အရှအရှိအလဲပိုင်းနဲ့မြောက်အာဖရိကနိုင်ငံတွေစီပြပခီးစဉ်အဖြစ်ဆက်လက်သွားရောက်မှာလို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကျွန်တော်စိုးသူအောင်ပါ 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကရင်ပြည်နယ်နဲ့ထိုင်းနယ်စပ်မှာကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်ကိုင်းတွေအခြေဆိုင်တဲ့နေရာတွေပို့ပြီးတော့များလာတယ်လို့စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်ထွန်းကပြောပါရယ်။အဲ့ဒီလိုပို့များလာတဲ့အကြောင်းကိုဒီကနေ့ထုတ်စစ်တပ်လောက်ခံသတင်းစာတွေမှာဂျိုရုတပ်ပုံနဲ့ဖော်ပြထားပါရယ်။ဒါ့အပြင်အဲ့ဒီအဆောက်အဦတွေတိုးချက်လှုပ်ဆောင်နေကြတဲ့ကသူတို့သိရှိခဲ့ကြောင်းလည်းသတင်းစာတွေမှာဗိုလ်ချုပ်စော်မင်ထွန်းကပြောထားပါရယ်။2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းနိုင်ငံရေးဖြစ်စဉ်တွေကြောင့် နိုင်ငံတော်ရဲ့လုံခြုံရေးအခြေအနေတွေအပေါ်အခွင့်အကောင်းယူပြီးဒီဒေတာတွေမှာတရားမဝင်အဆောက်အုံတွေကိုတိုးချက်ဆောက်လုပ်နေကြောင်းသိရှိခဲ့ပါတယ်လို့သူကဝန်ခံထားတာပါ။ဒါပေမဲ့အဲ့ဒီအဆောက်အဦတွေများလာတာကကရင်အမျိုးသားအစည်းယုံ KNU မှာတာဝန်ရှိပြီးစစ်တပ်အနေနဲ့ငွေလင်ကိုင်းတွေနှိမ်နင်းဖို့ပဲလုပ်နေတယ်လို့ဗိုလ်ချုပ်ဆောင်မင်းထွန်းကပြောပါရယ်။ဒါပေမဲ့နိုင်ငံတကာကတော့ကြားဖြန့်လုပ်ငန်းတွေကနေ စစ်တပ်လက်အောက်ခံကရင်နယ်ကြားဆောင်တပ်နဲ့စစ်တပ်နဲ့အပြစ်ရက်ထားတဲ့ DKBA တို့ကအကျိုးမြတ်ရယူနေတယ်ဆိုပြီးအေးအေးယူပိတ်ဆို့တာတွေလှုပ်ထားသလိုစစ်တပ်ကလည်းကြားဖြတ်လုပ်ငန်းကနေအကျိုးမြတ်တွေရနေရလို့ဆွေးနွေးပြောဆိုထုတ်ပြန်ထားတာတွေရှိပါတယ်ရှင်နိုဝင်ဘာလ12ရက်နေ့ကလေးကစတင်ခဲ့ပြီး စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်စစ်ရှောင်နေရတဲ့ခင်ဦးမြို့နယ်နဲ့ကပ်မလူမြို့နယ်ကတောင်းနဲ့ချီတဲ့စစ်ရှောင်တွေရိတ်ခါအဝိအထည်နဲ့ဆေးဝါးတဲ့အရေးပေါ်လိုအပ်နေရလို့ဒေသခံတွေနဲ့စစ်ရှောင်ကူညီနေတဲ့ Pride အဖွဲ့တွေကလည်းသိရပါဗါးတောင်းနဲ့ချီတဲ့စစ်ရှောင်တွေကနေရာဆုတ်ခွာလာတာနှစ်ပတ်ကျော်ကြာလာပြီဖြစ်ပါတယ်ခဏပဲစစ်ရှောင်ရမယ်လို့ ထင်ခဲ့ပြီးတော့အနှွေးတဲ့ဆောင်စတာတွေကိုမယူခဲ့သလိုရိတ်ခါလဲလုံလုံလောက်လောက်ယူမလာခဲ့တဲ့အတွက်ရကြလာချိန်မှာတော့အခက်အခဲတွေဖြစ်လာတယ်လို့ခင်ဦးမြို့နယ်ကစစ်ဆောင်တယောက်ကပြောပါရယ်လက်ရှိမှာတော့အနှွေးတဲ့ဆေးဝါးတွေအေးတကြီးလိုအပ်နေရလို့ပြောပါရယ်အခုလက်တလုံးမှာတော့စစ်ဆောင်တွေရောက်ရှိနေတဲ့ကြေးရွာကပြည်သူတွေနဲ့စစ်ဆောင်ကူညီရေးပရိဟိတအဖွဲ့တွေကစစ်ဆောင်တွေရဲ့စားဝတ်နေရေးအတွက်ကူညီပေးနေရတယ်လို့သိရပါရယ်ခေဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့စစ်ဆောင်တွေအတွက်ကုညီလူတန်းနာတွေပြုလုပ်ပေးကြဖို့ကိုမြစ်တိုင်ရခံထားပါတယ်ရှင်။ ရွာငယ်မြို့နယ်မှာစစ်ကောင်စီတပ်သားတွေကလက်နက်အပြည့်အစုံနဲ့တန့်ခိုင်ရေးပါတီပန်ဖလက်တွေကိုလိုက်လံဝင်ငှနေပါတယ်။ဒီသတင်းကိုတော့ဟန်နာပေးပို့ထားတာပါရှင်။ရှမ်းပြည်နယ်တနူကိုပိုင်အုပ်ချုပ်ခွင့်ရသည့်တာရွာငယ်မြို့မှာတန့်ခိုင်ရေးပါတီကနေဝင်ရောက်အရွေးခံမဲ့ကိုယ်စားလှယ်လောင်းတွေကနိုဝင်ဘာလ16ရက်နေ့ကမိတ်ဆက်ဆိုင်ပုတ်ထူခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲစစ်ကောင်စီရဲ့တပ်သားတွေကလက်နက်အပြည့်အစုံနဲ့အဲ့ဒီကိုယ်စားလှယ်လောင်းတွေရဲ့ပန်ဖလက်တွေကိုလိုက်လံပေးဝေးနေတာပဲဖြစ်ပါတယ်။ 年轻人不得病，老人们在长寿上也有高配吗？围绕身边们的爷爷对总书记的问话，表个白。现在年龄五十几岁了，刚刚开始，夫妻俩有高血压，本来五十多岁了，呃，再加高血压，不但身体没力，高血压了，但是五六月份的高血压了，对吧？年龄本来也不小，我们五十六岁退休的时候，二二十二十万，再加话你那比看的。 အခုလည်းအဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်ဒါမဲမသမအောင်လို့ဒီလိုစပြီးခြုံပြောမှာပေါ့နော်နောက်ပြီးတော့ဥစားဟိုမဲမသမမှုကြောင့်အနာထင်ရပါတယ်ဆိုရင်အခုဟောတပ်ကြီးလုံးကြအောင်မှာလားပေါ့နော်ဟိုနိုင်ငံမျက်နှာဦးနဲ့ဒီ OCU ပေါ်ဆောင်မယ်ဆိုရင်ပုံစံရဆိုရင်တော့အဲ့ဒါလေးတော့ဒီကြပြန်စီစစ်ဖို့လိုလို့ရယ်ရွာငံမြို့နယ်ဟာလာမယ့်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပမယ်ဒုတိယပိုင်းရွေးကောက်ပွဲကျမှသာကျင်းပမယ်မြို့ဖြစ်ပြီး ဲ့ဒီမြို့မှာကြံခန့်ရေးပါတီဆိုင်ဖို့အပြင်ပြည်သူ့အရှိဆောင်ပါတီဆိုင်ဖို့တွေကိုလည်းစိတ်ထူထားပါတယ်စစ်တပ်ကလိုက်ဝေတဲ့ပန်ဖလက်တွေမှာရွာငံမြို့နယ်ကနေဝင်ရောက်ရွေးချယ်ခံမဲ့ကိုစလီလောင်း၄ရောက်ရဲ့ကိုကြီးအကျင့်နဲ့မဲပေးစနစ်တွေပါတီကျွတ်ကျော်တန်တဲ့ဆောင်ပုတ်တွေကိုရိုက်နှိပ်ထားတာပါအခုလိုစစ်တပ်ကလက်နက်အပြည့်စုံနဲ့ကြံခန့်ရေးပါတီကိုယ်စားလှောင်းပန်ဖလက်တွေကို PRB ချင်းချောက်တလို့လိုက်ဝေနေတာနဲ့ပတ်သက်ပြီးတတိပုဂ္ဂလကိုယ်စားလှောင်းတယောက်ကအခုလိုပြောပါတယ် ရှင်ကြိုင်ခွေအခွင့်အရေးကအရင်ပုံပေါ်နော်ရှင်ကြိုင်တို့များတဲ့အနေထားရောက်သွားတာပေါ့တခြားပါတီတွေနဲ့နေလာပေါ့တခြားပါတီတွေမဲဆွဲစီယုံကိုခက်ခဲခက်ခဲနေတဲ့အချိန်မှာတို့ကအဲ့မျိုးပုံစံနဲ့မဲဆွဲတယ်ဆိုရင်ပေါ့တခြားပါတီတွေကအင်မတန်နဲ့နေတော့လာပေါ့ပေါ့နော်အဲ့ဒီဖြစ်စဉ်ကကျွန်တော်တို့ဟိုဖြစ်စီတယ်ပေါ့အဲ့အဲ့ဒါလည်းဖြစ်စီတယ်ပေါ့နော်ပြီးတော့လေပေါ်တော့အဲ့လိုမျိုးလက်နက်နဲ့လွယ်ပြီးတော့ uniform နဲ့လက်နက်လွယ်ပြီးတော့လည်းပါတီတွေကိုမဆွတ်ပေးဖို့ဆိုတာကလည်းဒါပုံပြနေတူရည်ဒါလုံးဝမဖြစ်ထိုက်မဖြစ်ပြင်းတဲ့ကိစ္စပဲကျွန်တော်တို့ကယူဆတယ်ဗျ အခုလိုလက်နက်အပြည့်အစုံနဲ့ကြံ့ခိုင်ရေးပါတီအနံ့ရရှိမှုစစ်တပ်ကဥဆောင်ဆောင်ရွက်နေပေမဲ့လည်းရွာငန်ဒေသခံပြည်သူတွေကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမျိုးလင်းချက်ထားစရာမရှိဘူးလို့တုံ့တက်ပြောဆိုပါတယ်။ဒီကောက်ပွဲလည်းကျွန်တော်တို့ကကလေးတွေဆိုတိုင်မပြောကြဘူး။ဟုတ်လားဝန်ဆောင်ဝန်ဆောင်ကလွှမ်းမှာပဲ။အလိုမျိုးပဲမြင်လား။ဒီကောက်ပွဲကဒီကထောင်းနေတော့လောက်ကဖူရတော့မမြင်ဘူးထင်တာပဲ။ကျွန်တော်တို့မြင်ရတယ်။အမေဒီမဲ့ဆိုတော့ ဒီလိုတော့လည်းလောကလည်းဒီလိုလောကဒီလိုလူလူနေနေတော့တိတ်မြို့လဲချင်လဲထားလို့မရဘူးလေသူတို့ကြီးသမားလေးအထက်မှာဆိုတော့ဒီလိုမြို့လဲကြတော့ဘာမှမပြီးဘူးစိုက်ပျိုးရေးလုပ်ငန်းနဲ့အဓိကတက်မွေးကြတဲ့ရောင်ငန်းမြို့မှာဝင်ရောက်ရွေးခံမဲ့အမတ်လောင်းတွေချင်းမှာဒေသခံတောင်သူနေရောက်ပါဝင်ပြီး ရုရှားကနေတတုပေဒါနဲ့မဟာအင်ဂျင်နီယာဘွဲ့ရရှိထားတဲ့ဒေတာဦးစီအဖွဲ့ဝင်တယောက်နဲ့ရန်ကုန်မြို့ကကော်ဖီချန်လုပ်ငန်းလုပ်ကင်သူတယောက်လည်းပါဝင်ပါတယ်စစ်တပ်ကလက်နက်ပြည့်စုံနဲ့တန်ခိုင်ရေးပါတီရဲ့ဘန်ဖလက်တွေကိုလိုက်လံဖြန့်ဝေနေတာကမဲမတမာမှုတွေဆောင်ရွက်ဖို့ကြိုတင်ပြင်ဆင်လာတဲ့အခြေအနေဖြစ်တယ်လို့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ကိုစရလောင်းတချို့ကတုံ့တက်ပြောဆိုပါတယ်ဒီမှာဟန်နာပါ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။ရုရှားသမ္မတပူတင်ဟာစူပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ CSTO နိုင်ငံတွေရဲ့အမျိုးသားတပ်ဖွဲ့တွေကိုတကယ်တိုက်ပွဲဆစ်စင်ရီတွေမှာထိရောက်ကြောင်းသတိပြခဲ့တဲ့ခင်မီရုရှားလက်နက်တွေနဲ့ပြန်လည်တက်ဆင်ထူထောင်ဖို့နိုဝင်ဘာလ28ရက်နေ့ကြာတာပရီးနီးယားအဆုတ်ပြုခဲ့ပါတယ်။ CS2 အဖွဲ့ဝင်နိုင်ငံတွေရဲ့အမျိုးသားတပ်ဖွဲ့တွေကိုတိုက်ခိုက်ရေးဆွမ်းရည်တွေမြင့်တင်ခြင်းနဲ့စူပေါင်းတပ်ဖွဲ့တွေရဲ့ကုတ်ကဲမှုနဲ့ထိန်းချုပ်မှုတွေကိုတိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်သွားဖို့အဓိကကြိုးပမ်းအားထုတ်ထားတယ်လို့ကာဂျစ်စတန်နိုင်ငံရဲ့မြို့တော် Backshacks မှာကျင်းပတဲ့ CSTO ထိပ်သီးအစည်းအဝေးပွဲမှာပူတင်ကပြောကြားခဲ့တာဖြစ်ပါတယ်။ CSTO စူပေါင်းလုံခြုံရေးစာချုပ်အဖွဲ့မှာ ရုရှား၊ဘီလာရုစ်၊ကာဂျစ်စတန်၊ကာဇစ်စတန်၊တာဂျီကစ္စတန်နဲ့အာမေးနီးယားအပါအဝင်ဆိုဗီယက်ခေတ်လွန်နိုင်ငံ၆နိုင်ငံ ပါဝင်တဲ့စီးရေးမဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ရုရှားသမ္မတပူတင်က CSTO ရဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ2026ခုနှစ်မှာအကြီးစားလက်နက်တပ်ဆင်ရေးအစီအစဉ်ကိုစတင်ဖို့အကြံပြုခဲ့တာဖြစ်ပါရှင်။ မူရစ်စေဝါရောင်းဝယ်မှုကိုကင်တွယ်ဖြေရှင်းဖို့အမေရိကန်ပြည်အောင်စုဟာတပ်ဖွဲ့ဝင်တွေနဲ့လေရင်တွေထပ်ပြီးတော့တာဝန်ချထားရေးခွင့်ပြုဖို့ရည်ရွယ်ထားတယ်လို့ပင်တဂွန်အကြီးအကဲ Pete Hegseth ကနိုဝင်ဘာလ26ရက်နေ့မှာပြောပါတယ်အမေရိကန်တပ်ဖွဲ့ဝင်တွေကိုယာယီတက်ချထားဖို့ခွင့်ပြုထားတဲ့ဒိုမီနီကန်သမရနိုင်ငံမှာရောက်ရှိနေတဲ့ Hegseth ကအခုလိုပြောလိုက်တာပါတခြားနိုင်ငံတွေကသူတို့ရဲ့မြေပေါ်မှာ American စစ်တပ်ရှိနေတာကိုလက်ခံလိုက်မယ်လို့မျှော်လင့်ထားတဲ့အကြောင်းကိုလည်းသူကပြောပါတယ် ဒိုမီနီကန်သမ္မတနိုင်ငံဟာမိုးရစ်စေဝါရာဝတ်သူတွေကိုတိုက်ဖြတ်ရမှာဆက်လက်ဥဆောင်ကူညီသွားမယ်လို့လည်းသူကထပ်ပြောပါရယ်။အမေရိကန်ကမကြာသေးမီလတဲ့အတွင်းမှာကာရီဘီယံဒေသမှာစစ်စင်ရေးတွေကိုတိုးမြှင့်လှုပ်ဆောင်ခဲ့ပါရယ်။စစ်စင်ရေးတွေထဲမှာမိုးရစ်စေဝါရာဝတ်ရမှာပါဝင်ပတ်သက်နေရလို့ယူဆရတဲ့သင်္ဘောတွေကိုတိုက်ခိုက်မှုတွေပါဝင်ခဲ့ပြီးလူအများပြားလည်းသိမ်းဆုံးခဲ့ပါရယ်ရှင်။ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ပြပေးပါမယ်ရှင်။ ဘာစီလိုနာကျက်ပွင့်လာမဲရာမဲနဲ့ချယ်ဆီကျက်ပွင့်အစ္စတန်ဘူလိုဟာအနာဂတ်မှာနောက်ထပ်မက်ဆီနဲ့ဆီရိုနာဒိုလိုဖြစ်လာနိုင်တဲ့အကြောင်းချယ်ဆီနိပြမာရစ်ကာကချီးကျူးသွားပါတယ်။ဘာစီလိုနာကစားသမားရာဖင်ညာပြောသလိုပဲရာမဲနဲ့အစ္စတန်ဘူလိုဟာလာမဲ10နှစ်15နှစ်အတွင်းမှာမက်ဆီနဲ့ရိုနာဒိုလိုဖြစ်လာနိုင်ပြီးလက်ရှိအချိန်မှာတော့သူတို့နှစ်ဦးစလုံးဟာ16နှစ်ပဲရှိသေးတဲ့အတွက်ဘောလုံးကို ပျော်ရွှင်ကျင်နက်စွာနဲ့ကစားပြီးနေ့စဉ်ခြေစွမ်းတိုးတက်လာဖို့အတွက်လိုအပ်ကြောင်းအဲ့ဒီအချက်ကအရေးကြီးဆုံးဖြစ်ကြောင်းကိုချယ်ဆီနီပြမော်ရက်စ်ကာကပြောပါတယ်။ပါမီရက်စ်ကနေထွက်ပေါ်လာတဲ့ဘရာဇီးလိပ်ဝေးစင်အစ္စတန်ဘောကအခုနှစ်ရာသီအစမှာပဲငါးဂိုးသွင်းထားတယ်လို့ဘာစီလိုနာကရာမဲဟာလည်းရာသီအစ73ပွဲမှာ6ဂိုးသွင်းပြီး9ချိန်ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီသတင်းတွေကိုတိုက်ရိုက်ကြည့်ရှုခဲ့ရတာပါညနေ4နာရီအချိန်မှာထပ်မံရရှိထားတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးသွားပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီမှာကတော့ဝန်ဒီပါ thank you